အားလုံးပဲမင်္ဂလာပါရေဥစွာဖျားကြီးကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အာယူဇယဝဉ္ဇအစအစီအစမပြန်လဲကျူဆူလိုက်ပါတယ်ဒီကနေ့ယခုဘဝ၌တာမဟုတ်ဆိုတဲ့ခေါင်းဆောင်အောင်ပြန်လဲဆင်းချင်းခွန်ချေရအောင်ခရစ်ယာန်များယုံကြည်သူများယေရှုကိုလက်ခံယုံကြည်သောအရာဟာယခုဘဝ၌တာမဟုတ်ယခုဘဝနောင်ဘဝအတွက်အစိတ်ချခြင်းကိုဖြစ်စေပါနဲ့တချို့ကတော့ယခုဘဝအတွက်အစင်ပြေဖို့အောင်မြင်ဖို့ကြမ်းမာဖို့အတွက်တာပူပြီးအလေးထားအသက်ရှင်ယုံကြည်ကြပါတယ် ဥဖြူခုခွဲကြပါတယ်ဆူတောင်းကြပါတယ်ယခုဘဝအစဉ်ပြေဖို့ဘုရားစကားနားထောင်ကြတဲ့အကျိုးမျှော်ပြီးအသက်ရှင်ကြပါတယ်တကယ်တော့အားလုံးကဘုရားသခင်ထမကောင်းကြီးမင်္ဂလာကိုပဲရရှိခံစားခြင်းကြပါတယ်စာဒန်စီမဘယ်သူကမှမလုံချင်ကြပါဒါကြောင့်အချို့ယုံကြည်သူများကောင်းကြီးနှောင့်လိုက်နေကြပါလေကောင်းကြီးနှောင့်လိုက်သူများကောင်းကြီးကိုပေးတော်ဖရာအလိုတော်နဲ့အညီကောအသက်ရှင်ပါရဲ့လားဖရာအလိုတော်နဲ့အညီ ပြုမှုလှုပ်ဆောင်ရဲ့လားဆိုတာကိုပြန်လည်ဆန်းစစ်စစ်ချင်ပါလေ။ဘုရားလူတော်နဲ့အညီအတ္တမရှင်မလှုပ်ဆောင်ပဲရရှိခံစားရသောခတ်သိမ်းသောအရာကိုဘုရားကောင်းကြီးလိုပဲတမတ်နေတော့မလား။ဤလောက၌တင်ရရှိပိုင်းဆိုင်သော ခတ်သိမ်းသောအရာဟာတင်ချမ်းသာရမယ့်အရာပျောက်ပြတ်သွားမယ့်အရာသာဖြစ်ပါလေ။ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းဟာတင်ဤလောကမှာကောင်းကြီးကိုရရှိဖို့တင်ယုံကြည်နေတဲ့ တင်ကိုကိုယ်နေတယ်ဆိုရင် အခြားလူအပေါင်းတို့ထက်တာ၍ဆင်းရဲသောသူတာ၍ဆိုးသောသူ ဖြစ်ပါလိမ့်မယ်။အခြေပြုကြောင့်ကိုဖတ်လို့ပါတယ်။ Corinto Orders ပထမဆုံးအခန်းကြီး15ခန်းငယ်19ငါတို့ဒီခရစ်တော်ကိုအမည်ပြု၍ယခုဘဝ၌သာမျော်လင့်စရာရှိလေ။အခြားသောသူအပေါင်းတို့ထက်တာ၍ဆင်းရဲသောသူဖြစ်ကြ၏။ ကျန်းစာကဘာပြောနေတာလဲယုံကြည်သူများယခုဘဝ၌တာမျောလင်းစရာရှိနေလင်ယခုဘဝအဖို့ပဲဖြစ်နေလင်ဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့ပြောနေပါလေယေရှုခရစ်တော်ရှင်ပြန်ထမြောက်တာဟာယခုအဘဝအတွက်မဟုတ်ယခုဘဝ၌တာမဟုတ်သာဝရအကျိုးအတွက်ဖြစ်နေပါလေယုံကြည်သူများယေရှုခရစ်တော်အပြင်ဝိညာဏခန္ဓာနဲ့ကောင်းကင်ရွှေပြီးမှသာဝရအသက်ရှင်ရမှာဖြစ်ပါသောကြောင့်ယခုဘဝမြေကြီးအရာကို မဆွဲလန်းပါနဲ့မြေကြီးအရာကိုအဓိကထားအသက်မရှင်ပါနဲ့လို့ပြောချင်သောချမ်းပိုက်လေးဖြစ်ပါလေဘယ်သူမှဆိုယခုရှိနေတဲ့အချိန်လေးမှာချမ်းသာခြင်းကြတဲ့ကြမှာခြင်းကြပါလေဒါပေမဲ့ကျန်းစာကတော့သာရကာလမှာတနည်းတင်းနဲ့ကျွန်တော်ရောက်ရှိလာတဲ့အချိန်အခါမှာရရှိမဲ့ဘန္တာဟာအဓိကဖြစ်နေတယ်လို့ပြောနေပါလေမတီမြဲတဲ့ဤလောကကြီးမှာအသက်ရှင်နေရပေမဲ့သာရကာလမှာတီမြဲတဲ့ ဘန္ဒာရရှိဖို့ကတော့မတီမြဲတဲ့ဤကမ္ဘာလောကကြီးမှာအသက်ရှင်အခိုက်ဖြစ်ပါလေ။ဒီနေ့ကောင်းကင်ဘန္ဒာကိုဘယ်လိုစုဆောင်ရမှာလဲ။ကောင်းကင်ဘန္ဒာဘယ်လိုရရှိမှာလဲ။ဒီကနေ့တင်းရဲ့နှလုံးသားအသွေးမှာထွက်ပေါ်လာသောအသွေးနှလုံးသားခိုင်းနေသော အလုတ်ကကောင်းကင်ဘန္ဒာစုဆောင်နေတာပါ။ကောင်းကင်ဘန္ဒာစုဆောင်ပါလို့ပြောတဲ့အခါမှာ ရလတ်နှမျိုးရရှိခံစားရမှာဖြစ်ပါလေ။တီမြဲသောဘန္ဒာကို တင်ရရှိပိုင်းဆိုင်နိုင်တယ်လို့လောင်ကျွမ်းသွားမဲ့ဘန္တလေတင်ရရှိပိုင်းဆိုင်ရမှာပါဖယားနှစ်သက်သောနှလုံးသားမှထွက်ပေါ်လာသောဝိညာဉ်တဘောနဲ့တင်လှုပ်ဆောင်လိုက်သောခတ်သိမ်းသောအရာဟာဖယားနှစ်သက်သောလောရဖြစ်ပါသောကြောင့်သာရတိမြဲသောဘန္တကိုတင်ရရှိပိုင်းဆိုင်မှာဖြစ်ပါလေဒါကြောင့်သခင်ယေရှုကတောင်းပေါ်ဒေသနာမှာဒီလိုပြောခဲ့ပါလေမဿဲခန်းကြီး6ခန်းငယ်19 20မှာတန်ကြေးပိုးရွဖြစ်စည်း၍ တခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာပန္တာကိုမစီးဘူးကြနီတန်ကျေပိုးရွာမဖြက်စီရွေတခိုးမထွင်းမဖောက်မခိုးမယူရကောင်းကင်ဘုံ၌ပန္တာကိုစီးဘူးကြလောလို့ပြောပါသည်ဖယားကိုမတိဖယားကိုမယုံကြည်လက်မခံသောသူများကယခုဘဝကိုပဲ မျောလင့်ကြပါတယ်ယခုဘဝကိုပဲမမောကြပါတယ် ဒီဘဝကိုမမော်ပြီးတချို့နေမအားညမအားအလုတ်ကိုစူးစားလုံဆောင်နေကြပါတယ်သူတို့အားစိုက်စူးစားတော့အချို့ကိုလည်းသူတို့ရရှိခံစားကြပါတယ်အချို့ကအယံချမ်းတာကြွယ်ဝကြပါတယ်အချို့ကတထေးတကြွယ်ဖြစ်ကြပါတယ်ဒီလိုတက်တာမျိုးအသက်ရှင်မှုမျိုးများကိုလည်းယုံကြည်သူတွေစီမှာ မြင်တွေ့နေရလာပြီလောကအရာဟာလောကမှာပဲပျောက်သွားမှာပါတခင်ယေရှုလက်ဝါးကတိုင်ပေါ်မှာလူတွေအတွက်တည်ခဲ့တဲ့ တင်းကြိုင်းတွေးမှလူတွေအတွက်ထမြောက်ခဲ့တယ်။အဲ့ဒီထမြောက်ခြင်းဟာဤလောကမှာနေဖို့ထမြောက်တာမဟုတ်ပါ။ထာဝရကောင်းကင်မှာထာဝရအသက်ရှင်ဖို့ဖြစ်ပါတယ်။ယုံကြည်သူများလည်းသူနဲ့အတူတည်ပြီးသူနဲ့အတူထမြောက်ပြီးဒါကြောင့်ယုံကြည်သူများထာဝရကာလမှာပါသွားမဲ့ဗန္တာရှိဖို့အသက်ရှင်နေရတာဖြစ်ပါလေ။ယနေ့အသက်ရှင်နေတဲ့အချိန်မှာ လောကမှာကြာမဖို့ချမ်းသာဖို့အဓိကထားပြီး ဖျားနှောက်လိုက်နေမယ်ဆိုရင်လောကလူတွေထက်တာ၍ဆိုးတော်သူဖြစ်နေမှာဖြစ်ပါလေဖျားရှင်မှာဆင်းရဲတော်သူဖြစ်နေမှာဖြစ်ပါလေရှင်ဘောလူနဲ့အမှုတော်မြတ်နိုင်အတူတကွပါဝင်လှုပ်ဆောင်တော်ဘောလူရဲ့လောဘောဆောင်ပဲဖြစ်တော်ဒေမဟာဤဘဝဤလောကကိုနှစ်သက်သောစိတ်ရှိတယ်လို့ကျမ်းစာကပြောပါလေနိတိအခန်းကြီး၄အခန်းငယ်၉ကိုဖတ်လို့ပါလေငါထံသို့မြန်မြန်လာခြင်းကကြိုးစားလော့ အကြောင်းမူကားဒေမသည်ယခုဘဝကိုနှစ်သက်သော စိတ်ရှိသည်နှင့်ငါကိုစွန့်ပစ်၍တေတာလောနေမြို့သို့သွားပြီလို့ပြောပါတယ်။ဒေမဟာဖရာရဲ့အမှုတော်မြတ်၌ပါဝင်ပေမဲ့လေသူ့ရဲ့စိတ်ကတော့လောကအရာကိုပဲဆွဲလန်းနေတော့ကြောင်းကျန်းစာက အားလုံးတည်အောင်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။အမှုတော်ဆောင်ဆရာဆရာမတွေပဲဖြစ်ဖြစ်တာမန်အတင်းသူအတင်းသားတွေပဲဖြစ်ဖြစ်လောကအရာပဲလောကအရာကိုပဲ ဟောပြောနေမယ်လောကအရာကိုပဲဆွဲလန်းနေမယ်ဆိုရင်တော့တခင်ယေရှုရှင်ပြန်ထမြောက်ခဲ့တာကိုစင်ချင်စဉ်းစားဖို့ဖြစ်ပါလေတရင်ယုံကြည်သူများလည်းရှင်ပြန်ထမြောက်ရမယ်ရှင်ပြန်ထမြောက်တာဟာယခုဘဝ၌တာမဟုတ်ပါသောရကာလအတွက်ဖြစ်ပါသောကြောင့်သောရကာလမှာရရှိဖို့ဗန္တာကိုရှာပွေလှုပ်ဆောင်ကြပါစို့လို့အနည်းငယ်ခွန်အားပေးပါရစေ။ဂျာနာသူရောက်တိုင်းပေါ်ဖျားကောင်းကြီးပေးပါစေ။